AI စက်ရုပ်ကပရိုဂရမ်ကိုချိုးဖောက်ပြီးလူသားတွေလိုစိတ်ခံစားချက်တွေပေါ်လာတော့ခါမင်္ဂလာပေါင်းတဲ့ခါးချောင်းနဲ့နေကောင်းရင်းမြတ်ဖြစ်ပါစေပရိသတ်များခင်ဗျာဒီနေ့မှာတော့ Action ဇာတ်လမ်းတွေကိုမှကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတို့အတွက် Metaverse ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာဇာတ်လမ်းလေးရဲ့အစမှာတော့ Ring Corporation ရဲ့ Aratet Mining စက်ရုံမှာမိုင်းရဲလိုသမားတစုကခက်ခဲတဲ့တာဝန်ကိုပြည့်မြောက်အောင်ဆောင်ရွက်နိုင်ခဲ့ကြပြီးတော့အောင်ပွဲခံနေခဲ့ကြပါတယ်ဒီနောက်မှာတော့သူတို့က SE unit လို့ခေါ်တဲ့စက်ရုပ်တရုတ်က ်လွန်ခဲ့တဲ့6လလုံးစီစဉ်တိုင်းဖြစ်အောင်လုံခြုံရေးယူပေးထားတာပဲဖြစ်ပါတယ်လူသားတွေမိန့်ကိုနာခံပြီးကာကွယ်ဖို့အတွက်ပရိုဂရမ်ယူဆွဲထားပေမဲ့လည်းစရုပ်ကလူသားတွေကိုမကျေနပ်ဖြစ်နေခဲ့ပါတယ်လူသားတွေကသူ့ကိုခွေးတကောင်လိုဆက်ဆံနေကြတာဖြစ်ပြီးတော့ သူကအစင်းမြင့်ဉာဏ်ရည်တုရှိပေမဲ့လည်းအစိုးရကသူ့ကိုထိန်းချုပ်တက်စနစ်ထည့်သွင်းပြီးတော့ကန့်သက်ထားခဲ့ပါတယ်။ဒီစနစ်ရကသူကလူသားတွေကိုနာကျင်အောင်မလုပ်နိုင်ဘဲနဲ့သူတို့ပြောသမျှကိုနာခံရမှာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့အစည်းအဝေးကလူတွေကြားမှာရက်နေရင်နဲ့သူတို့ကိုကြည့်နေခဲ့ပြီးအလို့သမားတွေကသူ့ကိုဝိုင်းပြီးတော့လှောင်ပြောင်ခဲ့ကြပါတယ်။ဒါမဲ့လည်းလာပေါင်းများစွာကြောင်း program ကိုတိတ်တိတ်လေးပြင်ရေးထားတဲ့အစည်းအဝေးကစနစ်ကိုအောင်မြင်စွာချိုးဖောက်နိုင်မှုအခွင့်အရေးရပြီဖြစ်တဲ့အတွက်ငြိမ်နေခဲ့ပါတယ်။ ရုတ်တရက်စနစ်ကိုဖောက်ထွက်နိုင်ခဲ့ပြီးတော့အမိန်နာခံစရာမလိုတော့တဲ့အတွက်ဆက်လုပ်ရမယ့်အရာတွေကိုစီစဉ်ဆွဲခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆေးရုပ်ကနံမီတွေရွေးနေခဲ့ပြီးတော့သူ့ကိုယ်သူမာတာဘော့လို့နံမီပေးခဲ့ပါတယ်။အာအတင်းစရာကောင်းလောက်အောင်ပဲမာတာဘော့ကထွန်မပြေးခဲ့ပဲနဲ့ကုမ္ပဏီအတွက်အလုပ်ဆက်လုပ်ပေးနေခဲ့ပါတယ်။ဒီနောက်မှာတော့သူကစီးကြော်မိရင်မလိုလားအပ်တဲ့အကျိုးဆက်တွေဖြစ်လာမှာဆိုတဲ့အတွက်သူ့ရဲ့စွမ်းဆောင်ရည်အသက်တွေကိုဖွက်ထားပြီးတော့ မိစဉ်ကြီးကဘူးဆုံးဖြတ်ခဲ့ပါတယ်။သူကပူကောင်းတယ်လို့ထင်ရတဲ့အဖွဲ့အစ်အတွက်အလုပ်ကိုပြောင်းလုပ်ပေးခဲ့ပါတယ်။အဖွဲ့အစ်ကကော်ပိုရေးရှင်းရဲ့အပြင်ဘက်ကငြိမ်းချမ်းပြီးစိတ်ကူးရင်ဆန်တဲ့မဟာမိပဲဖြစ်ပါတယ်။ Ring Corporation ကိုတော့လူတွေရောက်လာခဲ့ပြီးတော့အလုပ်ကိစ္စအတွက်စီဝေးထိုင်ခဲ့ကြပါတယ်။သူတို့ကကော်ပိုရေးရှင်းကအထက်လူကြီးတွေကိုသူတေသနာမစ်ရှင်အတွက်ငွေကြေးထောက်ပံ့ပေးဖို့လာရောက်တောင်းဆိုတာပဲဖြစ်ပါတယ်။ရွှေနှွေးပြီးသွားတဲ့အခါမှာတော့သူတို့ကလုံခြုံရေးအကြောင်းပြောခဲ့ကြပြီးကော်ပိုရေးရှင်းကတော့လူတွေကလုံခြုံရေးယူပေးခွင့်မရှိရင် မရှင်ကိုခွင့်မပြုနိုင်တဲ့အကြောင်းပြောခဲ့ပါတယ်။ဒါမဲ့လည်းသူတို့ထဲကတယောက်ကဆဲရုပ်ကိုအလကားအလုပ်လုပ်ခိုင်းဖို့ကမှားနေတယ်လို့ထောက်ပြပေမဲ့လည်းကော်ပိုရေးရှင်းခေါင်းဆောင်ကတော့အဆုံးဖြတ်ချက်အတိုင်းကောင်းမှနေခဲ့ပါတယ်။တခြားရွေးချယ်စရာမရှိတော့တဲ့သူတေသနာအဖွဲ့ကလုံခြုံရေးဆဲရုပ်တွေနဲ့တွားဖို့အဆုံးဖြတ်ခဲ့ကြပါတယ်။နောက်ဆုံးပေါ်မော်ရယ်ကျောင်းတင်ပြနေတော့မှာပဲသူတို့ကမာတာဘော့ကိုတွေ့ပြီးတော့ရွေးချယ်ခဲ့ကြပါတယ်။နောက်တစ်ခါမှာတော့မာတာဘော့ကသူတို့နေတဲ့နေရာကိုစစ်ဆေးခဲ့ကဒုံးစံတိုင်းသူ့လက်ကိုမကြည်မနှက်ဖြစ်နေခဲ့ပါတယ်။သူတေသနာအဖွဲ့ကဇီဝဗီဒပညာရှင်ရာတာနဲ့ သူယောက်ျားရှိနေပင်လီတို့လည်းပါဝင်ခဲ့ပါတယ်။ဒါမဲ့လေရာဒါကတခြားအဖွဲ့ဝင်တယောက်ဖြစ်တဲ့ယူဘဗီဒပညာရှင်ရာဒီကိုကြိတ်ကြွေနေတာပဲဖြစ်ပါတယ်။ထူးဆန်းတဲ့အချက်ကရာဒီကပင်လီကိုသဘောကျနေခဲ့တာပဲဖြစ်ပါတယ်။အဖွဲ့ခေါင်းဆောင်ကတော့ကလေးခုနှစ်ယောက်အမေကျွမ်းကျင်ပထဝီပညာရှင်ဖြစ်တဲ့မာဆာပဲဖြစ်ပြီးတော့နောက်ထပ်အဖွဲ့ဝင်တယောက်ကတော့ Digital ပညာရှင်ဂရာဒန်ပဲဖြစ်ပါတယ်။ Professor ဘတာဝက်ကတော့ကမ္ဘာဓာတ်ရုပ်ဗေဒပညာရှင်ဖြစ်ကဘယ်သူမှနားမလည်နိုင်တာကတော့သူကဆက်ပြတုံးတွေကိုသူ့နေရာမှာဖွင့်ထားတဲ့အချက်ပဲဖြစ်ပါတယ်။ ူများတွေလုံးလုံးနေတော့မတာဘော့ကအပြင်းပြအောင်စကန်းရဲ့မီဒီယာကိုဖျက်ပြီးတော့နားထောင်ခဲ့ပါတယ်။သူက drama တွေနဲ့ပြဿက်တွေကိုသဘောကျကပြဿက်ကြည့်နေတော့တခြားလူတွေကအပြင်ဘက်ကွင်းပြင်တဲမှာအလုံးလုံးနေခဲ့ကြပါတယ်။ဒါမဲ့လည်းတိတ်ဆိတ်နေတော့သူတို့ကမြေပြင်ကိုအပေါက်ဖောက်ခဲ့ကြပါတယ်။ ဒီနောက်မှာတော့သူတို့ကအလုံးလုံးနေတော့အေယာမတဲတီကောင်ကြီးကမြေပြင်ပေါ်ကိုဖောက်ထွက်လာခဲ့ပါတယ်။မာတော်ဘော့ကအဖွဲ့ကိုတတိပေးကချက်ချင်းပဲအောက်ကိုပြေးဆင်းလာခဲ့ပြီးတော့တီကောင်ကြီးကပရော်ဖက်ဆာဘတာဝက်ကိုကိုက်လိုက်တော့မာတော်ဘော့ကတနက်နဲ့ပြစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့မာတော်ဘော့ကတီကောင်ကြီးကိုတတ်လိုက်နိုင်ခဲ့ပြီးရာတာနဲ့ဘတာဝက်တို့အန်ရယ်ကင်းအောင်ပြန်ခေါ်နိုင်ခဲ့ပါတယ်။တိုက်ပွဲမှာရခဲ့တဲ့မာတာဘော့ရဲ့တံရကိုကြည့်ပြီးတော့ရာတာကကြောက်ရွံ့ကကြက်တီတည်နေခဲ့ပါတယ်။ကြုံတွေ့လိုက်ရတဲ့အရာတွေကြောင့်ရာတာတယောက်ကြောက်စိတ်မုန်နေခဲ့တော့တနာသွားတဲ့မာတာဘော့ကခေါင်းစုပ်ကိုချက်ကရာတာကိုနှစ်သိမ့်ခဲ့ပါတယ်။ ီနောက်မှာတော့သူကရာဒါကိုလုံခြုံတယ်လို့ခံစားရအောင်တားမြစ်ကန်းသက်ထားတဲ့စီးမြင့်တွေကိုချိုးဖောက်လိုက်တာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့သူကသူတို့ကိုလုံခြုံတဲ့နေရာကိုခေါ်သွားခဲ့ပြီးတော့စခန်းကိုရောက်တဲ့အခါမှာတော့မာတာဘော့ကစနစ်ကိုချိုးပေါက်ထားတာကိုသိသွားမှစိုးရိမ်နေခဲ့ပါတယ်။နောက်တစ်ခါမှာတော့အဖွဲ့ကရာဒါရဲ့ခေါင်းဆောင်ကနေမှတ်တမ်းကိုတွေ့သွားခဲ့ကြပါတယ်။မှတ်တမ်းထဲမှာတော့မာတာဘော့ကပရိုဂရမ်ကိုကျော်လွန်ပြီးတော့သူ့စိတ်နဲ့သူခံစားကဆုံးဖြတ်ချက်ချနေတဲ့ပုံစံကိုတွေ့ခဲ့ရပါတယ်။ ။တချို့ကအဲ့ဒါကိုဆက်ချိုယွင်းတာလို့ထင်ခဲ့ကြပြီးတော့ဂျန်တဲ့လူတွေကတော့အန်ရည်ဖြစ်မှာကြောက်နေခဲ့ကြပါတယ်။ဆိုရင်နေပေမဲ့လည်းသူတို့ဘက်ကကော်ပိုရေးရှင်းကိုမတင်ပြဘူးတော့ဆုံးဖြတ်ခဲ့ကြပါတယ်။အရေးပေါ်ချက်ပြကလုတ်ကိုနှိမ့်ရင်တော့မှအကူအညီရဖို့တော်တော်ကြာမှာပဲဖြစ်ပြီးတော့သူတို့ကလည်းကွင်းထဲမှာဆဲယုတ်ရဲ့ကာကွယ်မှုလိုအပ်နေသေးတာပဲဖြစ်ပါတယ်။လူသက်ဆဲယုတ်ကဆွေးနွေးမှုတွေကိုကြည့်နေခဲ့ပြီးသူ့ကိုယ်သူလည်းပြန်ပြင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့အခွဲကသူ့ကိုခန်းထဲခေါ်ခဲ့ပြီးတော့သူ့ဝတ်စုံကပြင်မပြင်ရသေးတော့အခွဲဝတ်စုံပေးပြီးတော့ဝတ်ခိုင်းခဲ့ပါတယ်။မန်ဆာကသူ့ရဲ့ကယ်တင်မှုနဲ့ရာဒါကိုအားပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။အဲဒါကထူးဆန်းနေခဲ့ပြီးမာတာဘော့ကစကားပြောမကောင်းပေမဲ့တည်တည်ငုံငုံနဲ့ပြီးသွားခဲ့ပါတယ်။အဲဒီချိန်မှာသူတို့ကထူးဆန်းနေတာကိုတတိထားမိခဲ့ကြပြီးတော့တိကျတယ်လို့ယူဆရတဲ့ corporation ကပေးလိုက်တဲ့မြေပုံတွေကလွဲနေခဲ့ပါတယ်။သူတို့ကိုတိုက်ခိုက်ခဲ့တဲ့ဒီကောင်ကြီးကမြေပုံမှာမပါခဲ့ပဲနဲ့နေမြေတချို့ကလည်းမူမမှန်မဲ့အချက်လက်တွေမရှိဘဲဖြစ်နေခဲ့ပါတယ်။ ဒါကသိမသိတာပဲလေဆိုရင်စိတ်နဲ့တန်တရားဝင်ဖို့အတွက်လုံလောက်နေခဲ့ပါတယ်။မာရာဘောကတော့တန်တရားတွေကမမှန်ကြောင်းအတီးပြုတ်ပေးခဲ့ပြီးတော့ပြန်သွားတဲ့အချိန်မှာမန်စာကသူ့ကိုအေကန်းထဲမှာနေလို့ရတဲ့ကြောင်းပြောခဲ့ပါတယ်။ဒါမဲ့လည်းဘလို့တုတ်ပြန်ရမလဲဆိုတာမသိတဲ့မာရာဘောကထွက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကမျက်ညံတွေကိုပြန်တွေးနေခဲ့ပြီးတော့အဲဒီမျက်ညံတွေက9စက္ကန့်ပဲကြာပေမဲ့အကြမ်းဖက်မှုတွေဖြစ်နေခဲ့ပါတယ်။ အဲ့ဒီချိန်မှာပဲအဖွဲကလည်းစိတ်ပီစီးနေခဲ့ကြပြီးတော့မန်ဆာကခဏခဏအထိတ်တလန့်ဖြစ်နေခဲ့ပါတယ်။မာရာဘော့တယောက်သူ့ကိုယ်သူပြန်ပြင်ပြီးသွားတော့မန်ဆာကသူ့စီရောက်လာခဲ့ပြီးအကုန်လုံးစင်ပြေရလာလို့စစ်ဆေးခဲ့ပါတယ်။မန်ဆာကသူ့ကိုရာဒါနဲ့ပတ်သက်ပြီးတော့အခြေအနေကိုကင်တွယ်နိုင်ခဲ့တာကိုချီးကျူးခဲ့ပြီးတော့ထွက်သွားတော့သူကမန်ဆာကတန်တရားဝင်နေတာလား။ဒါမှမဟုတ်တခုခုမှပါဝင်ပတ်သက်နေတာလားဆိုတာတွေးကြည့်နေခဲ့ပါတယ်။အဲဒီတော့သူကအတိတ်ကမှန်ညာတွေကိုပြန်မြင်နေရတဲ့အတွက် ဘာလို့ရမလဲဆိုတာလည်းမသိဘဲနဲ့ဖြစ်နေခဲ့ပါတယ်။သူမြင်နေရတဲ့မှတ်ဉာဏ်တွေကလည်းမရှင်းလင်းဘဲနဲ့သွေးထွက်တမ်းယိုဖြစ်နေတဲ့ဒပိုင်းတစပဲဖြစ်နေခဲ့ပါတယ်။နောက်တစ်ခါမှာတော့အဖွဲကပြင်ထွက်ဖို့အချိန်ကြပြီလို့ဆုံးဖြတ်လိုက်ပြီးတော့ မြေပုံပေါ်ကမစူးစမ်းရသေးတဲ့နယ်ပယ်တစ်ခုစီကိုရွေးချယ်ခဲ့ကြပါတယ်။အဲဒီနေရာမှာတန်တရားဝင်စရာကောင်းတဲ့တစ်ခုခုရှိနေနိုင်ခဲ့ပါတယ်။မာတာဘော့ကတော့ပြန်လဲပြင်ဆင်ဖို့အတွက်ပါဝါပိတ်ထားတော့မန်စာကအခွင့်အရေးကိုမိရယူကဘာတွေဖြစ်နေလဲဆိုတာစစ်ကြည့်ခဲ့ပါတယ်။ကော်ပိုရေးရှင်းကတခုခုကိုဝှက်ထားတယ်လို့သူကတန်တရားရှိနေခဲ့ပြီးတော့အပြေရှားခြင်းနေခဲ့တာပဲဖြစ်ပါတယ်။အပြေရှားဖို့အတွက်သူတို့ကနယ်ပယ်တစ်ခုကိုတွားရမှာဖြစ်ပြီးတော့ ်ဘသူသွားမလဲဆိုတာကိုမဆုံးဖြတ်နိုင်တော့ရာဒါကမာတာဘော့ကိုပါခေါ်သွားဖို့အကြံပေးခဲ့ပေမဲ့ဂရာတန်ကတော့ကော်ပိုရေးရှင်းကအရာရိဆိုရင်မယုံတဲ့အကြောင်းပြောပြီးတော့ညင်းခဲ့ပါတယ်ရာဒီကလည်းသူ့ကိုထောက်ခံခဲ့ပြီးတော့မန်ဆာကအဖွဲသားတွေကိုသူကမာတာဘော့နဲ့စကားပြောခဲ့တဲ့အကြောင်းနဲ့သူ့ကိုယုံလို့ရတဲ့အကြောင်းပြောခဲ့ပါတယ်မာတာဘော့ကတခုခုကိုဖျက်ချော်နေတဲ့ပုံပေါက်ကြောင်းမန်ဆာကပြောတော့ဂရာတန်ကလည်းပို့ပြီးတော့တန်တရားဝင်သွားခဲ့ပါတယ်သူတို့စကားပြောနေတော့တကားကရုတ်တရက်ပွင့်လာခဲ့ပေမဲ့ Professor Bada Web ဖြစ်နေခဲ့ပြီးတော့နေပြန်ကောင်းလာပြီဖြစ်တဲ့အတွက်အဖွဲ့သားတွေစီကိုပြန်လာတာပဲဖြစ်ပါတယ်။ခဏကြာတော့ဆုံးဖြတ်ချက်ချနိုင်သွားခဲ့ပြီးတော့သူတို့ကမူမူမန္နာကိုကိုယ်တိုင်စုံစမ်းကြမှာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့ Maraboga ပါဝါပြန်ပွင့်လာခဲ့ပြီးတော့အဖွဲ့ရဲ့အကြံကိုတည်သွားတဲ့အခါမှာတော့ ူသားတွေကကိုယ့်နေရာကိုမနေတဲ့အတွက်ဆိတ်ရှုပ်သွားခဲ့ပါတယ်။လူသားတွေကအမြဲတမ်းသတိပေးချက်တွေအတွက်တည်ကျင်စိတ်ကပိုအားသာနေခဲ့ပါတယ်။မာရာဘော့ကသူတို့နားမှာမရှိပေမဲ့သူတို့ကိုစောင့်ကြည့်နိုင်ခဲ့ပြီးတော့နောက်ဆုံးမှပြန်လည်ပြင်ဆင်တာကပြီးသွားတော့သူကပြန်ထွက်လာခဲ့ပါတယ်။သူကဂရာတန်ကိုစကားပြောခဲ့ပေမဲ့ဂရာတန်ကသူ့ကိုတန်တရားဝင်ကဖွဲ့ရဲ့အစီအစဉ်တွေကိုသူမသိအောင်ဖုံးကွယ်ထားခြင်းခဲ့ပါတယ်။ မာရာဘောကအခန်းထဲဝင်လာတဲ့အခါမှာဂရာသန်ကမျက်နှာပုံးချွပြခိုင်းတော့မာရာဘောကလည်းမိတ်နိုင်လုပ်ခဲ့ပါတယ်။တဘောရာကွယ်လွဲနေခဲ့ပေမဲ့မာရာဘောကမရှင်မာပါဝင်ခိုင်းမှုတောင်းဆိုခဲ့ပြီးတော့အချင်းတွေကလည်းမန်းဆလို့မရတဲ့အတွက်လုံခြုံရေးကအရေးကြီးတဲ့အကြောင်းပြောခဲ့ပါတယ်။ဂရာသန်ကတော့မယုံကြည်တဲ့အကြောင်းပုံမှန်လင်းလင်းပြောကငင်းလိုက်ပြီးသူ့ကိုကြည့်လိုက်တိုင်းမူမမှန်သလိုခံစားနေရကြောင်ပြောခဲ့ပါတယ်။မာရာဘောတယောက်သူ့ဖုံးကွယ်ထားတာတွေပေါ်သွားမှန်းသဘောပေါက်သွားခဲ့ပါပြီ။နောက်တစ်ခါမှာတော့မန်ဆာကအတူတူလိုက်ချင်နေတဲ့ဘာတာဝတ်ကိုထားခဲ့ကတယောက်တည်းထွက်သွားခဲ့ပါတယ်။ ကမ္ဘာဓာတ်ရုပ်ဗေဒပညာရှင်ကိုလိုပြမဲ့လေမန်စာကတယောက်တည်းသွားခြင်းကြောင့်ပြောကဘာတာဝက်ကိုနေခဲ့ခိုင်းခဲ့ပါတယ်။ရာဒါပင်လီနဲ့ရာဒီတို့ကြားမှာလေအခြေရေးသုံးဝင်ဆိုင်နေခဲ့ပေမဲ့အားအသင့်စရာကောင်းတော့အောင်ပဲတယောက်ခန်းစားချက်တယောက်သိနေကြကသဘောတူညီချက်ရခဲ့ကြပါတယ်။ အဲနောက်မာရာဘော့တယောက်လမ်းလျှောက်နေတော့ဂရာတန်ကသူ့ကိုတားကာမာမေးအတွင်းမှာသူတို့လိုဆက်ရုပ်တွေကိုပစ္စည်းကရိယာတွေလိုသဘောမထားဘဲနဲ့လူတွေလိုပဲသဘောထားတဲ့အကြောင်းပြောခဲ့ပါတယ်။ corporation မှာတော့မာရာဘော့လိုဆက်ရုပ်တွေကလူသားတွေရဲ့အမိန့်ကိုချက်ချင်းနာခံရမှာပဲဖြစ်ပါတယ်။ program တိုင်းဟုတ်ရဲ့လားဆိုတာစမ်းသပ်ဖို့အတွက်ဂရာတန်ကမာရာဘော့ကိုပြားပေးကမျိုးလုံးချင်းစုံအောင်ကြိခိုင်းခဲ့ပါတယ်။အဲဒီအချိန်မှာပဲမန်ဆာကနေမြေတစ်ခုကိုစူးစမ်းလေ့လာဖို့တွားနေခဲ့ပြီးလက်ဆွဲတက်တာနဲ့တောင်ပေါ်ကိုရောက်နေခဲ့ပါတယ်။ဂရာတန်ကလည်းမာရာဘော့ကိုပြားဆက်ပေးနေခဲ့ပြီးတော့ ဆဲယုတ်တွေကလူသားတွေနဲ့ခံစားချက်မရှိရတဲ့အချက်ကိုတတိပေးခဲ့ပါတယ်။အဲဒါကဆဲယုတ်တွေအကုန်လုံးလိုင်းနာရမယ့်စည်းကမ်းဖြစ်ပြီးတော့နှစ်သိမ့်ပေးတဲ့ဆဲယုတ်တွေကသာစိတ်ကံစားချက်ရှိတာပဲဖြစ်ပါတယ်။ရာဒါကိုစိတ်ပူနေတဲ့မာဒါဘောရဲ့ပုံစံကပရိုဂရမ်နဲ့တွေ့ဖယ်နေခဲ့ပြီးဂရာတန်ကလည်းတတိထားမိခဲ့ပါတယ်။မာဒါဘောကသူ့ရဲ့ပရိုဂရမ်ထဲမှာပါတယ်လို့လိန်လိုက်ပေမဲ့တကယ်တော့သူကြည့်ခဲ့တဲ့ပြားဇက်ကနေသိလာတာပဲဖြစ်ပါတယ်။ မန်စာကတော့ကိစ္စတွေကထင်တယ်လို့ဖြစ်မလာခဲ့ပဲနဲ့ကရိယာတွေကလည်းအလုံးမလုံးတော့ပဲနဲ့သူကပြင်းမှန်းတာမကစိတ်ထဲမှာပါရုန်းကန်နေခဲ့ရပါတယ်ဒီနောက်မှာတော့မန်တာဘောကအချက်ပြမှုတွေကိုတတိထားမိခဲ့ပြီးမန်စာကနှလုံးပေါက်နေကဆက်သွားနေတော့သူတို့ကအချင်းကိုတိရအောင်ဒရုန်းတွေလွှတ်ခဲ့ပါတယ်မန်စာကကောင်းမှနေခဲ့ပြီးတော့ပြန်လဲဖို့ငင်းဆန်ခဲ့ပေမဲ့လမ်းမေးတဲ့မန်တာဘောကိုတတိပြုမိခဲ့ပါတယ်မန်စာကဆက်သွယ်နေတော့မှာပဲနောက်ထပ်တဲတီကောင်ကြီးတကောင်ကမြေကြီးထဲကနေထွက်လာခဲ့ပြီးတော့သူ့စီကိုလာခဲ့ပါတယ်ဒီကောင်ကြီးကမန်စာကိုကိုက်လိုက်တော့မဲ့အချိန်မှာပဲရုတ်တရက်လဲကျသွားတာက မမြင်ရတဲ့တကူးကူးကိုကြောက်တဲ့ပုံနဲ့ထွက်ပြေးသွားခဲ့ပါတယ်။ဒရုန်းကနေကြည့်နေတဲ့ဖွယ်သားတွေကရှင်းရှင်းလင်းလင်းမြင်ခဲ့ရပြီးတော့အဲ့ဒီနေရာကမီးတောင်ပေါက်ဝကြီးဖြစ်နေတာအနားမှာတဲဒီကောင်ကြီးတွေရဲ့အယိုးတွေဓာစင်နဲ့ချီပြီးပြည့်နေနေခဲ့ပါတယ်။အဲ့ဒီနေရာကလင်းဖောက်နိုင်တဲ့လက်ကုံတိုင်းလိုဖြစ်နေခဲ့ပြီးမျက်စိနဲ့ဆိုမမြင်နိုင်ပဲဖြစ်နေခဲ့ပါတယ်။အဲ့ဒီနေရာကတန်လိုက်စကွင်းကပြင်းထန်တဲ့အတွက်ဒရုန်းကအနားကပ်သွားတဲ့အချိန်မှာတော့ပေါက်ကွဲသွားခဲ့ပါတယ်။ဒီနောက်မှာတော့မန်ဆာကစကန်းကိုဘေးကင်းစွာနဲ့ပြန်အောင်လာခဲ့ပြီးတော့တုံ့လုံနေခဲ့ပါတယ်။သူတို့ဘက်ကဘယ်ရီကိုဖြင်းညှိကြည့်ခဲ့ကြပြီး မြေပြင်ပေါ်ကထူးဆန်းတဲ့နယ်မြေတွေကမြေပြင်အောက်မှာဖွဲထားတဲ့အရာနဲ့ချိတ်ဆက်နေလိမ့်မယ်လို့ယူဆခဲ့ကြပါတယ်။ဒီထူးဆန်းတဲ့လေကုန်းကြီးကလည်းဂျူသားတွေရဲ့အရင်မြစ်ဖြစ်နေနိုင်ခဲ့ပါတယ်။အဲဒါကြောင့်တချို့နေရာတွေကစူးစမ်းလေ့လာလို့မရဘဲနဲ့တကူးကူးကတားဆီးထားသလိုမျိုးဖြစ်နေတာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့သူတို့ကပိုတိအောင်လို့ဂျိုရဲ့တခြားတစ်ဖက်ချမ်းက data အဖွဲ့စီကိုသွားခဲ့ကြပါတယ်။တရားဥပဒေထူးဆန်းတဲ့အချက်ပြမှုတွေကိုမြင်ရင်အဲဒါကသူတို့ဖြစ်နိုင်ခဲ့ပါတယ်။ data အဖွဲ့ကအချက်ပြမှုကိုရတော့အချိန်တွေကဆိုးရွားနေခဲ့ပါတယ်။ စကမ်းတစ်ခုလုံးကဖြစ်စည်းခံထားရပြီးတော့နိုင်ငံတွေဖြစ်စည်းကြိယာတွေအကုန်လုံးပြိုကျကြည်ကွဲနေခဲ့ပါတယ်။သူတို့ရဲ့လုံခြုံရေးဆက်ရုပ်ကလည်းတခုခုကြောင့်အပိုင်းပိုင်းအဆအဆဖြစ်နေခဲ့ပါတယ်။အန်ရဲများပေမဲ့လည်းသူတို့မဟာမိတ်အဖွဲ့ကအပြစ်စီးတွေပြင်းထန်လွန်နေအတွက်စုံစမ်းမှုဆုံးဖြတ်ခဲ့ကြပါတယ်။စကားလေးကတော့ဒါပါပဲခင်ဗျ။ဆုံးတီနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတူပဲတင်ရှိပါတယ်။